ချင်းရတဲ့ပြည်ထကြီးအားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့တင်ဆက်သူဝတ်တုံးပါဒီနေ့မှာတော့ဝတ်တုံးတို့ရဲ့ချစ်ဆုံး channel လေးကနေတင်ဆက်ပေးခြင်းနဲ့အချစ်ချင်းရဲ့အမောင်ဇလန်းလေးကတော့ကျွန်တော်နဲ့သူတို့နှစ်ယောက်ဆိုတဲ့အချစ်ဇလန်းချင်းချင်းလေးကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒီတော့ channel လေးမတင်ဆက်ခင်မှာဝတ်တုံတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့နဲ့ဒီနာ notification လောင်းလေးကိုနှိပ်ခဲ့ပေးဖို့လည်းမမေ့ပါနဲ့ဦးနော်။ဒါဆိုဝတ်တုံဇလန်းလေးကိုစလိုက်ပါမယ်။မောင်မောင် အရက်ကငါးပြီခိုးလက်မှရေယုံကားကားနဲ့ယောက်ျားပိသားခံရသူအသက်က28နှစ်ရန်ကုန်မှာတူးတဲနေထိုင်သူသက္ကသိုလ်မှာပွဲရရှိပိသားပါဆိုပါမှပူပန်စရာမရှိသူမိမများပြပို့တဲ့ငွေလုံးလုံးနဲ့ဝါသနာပါရပကြီးပညာကိုလေးလာလိုက်စားနေသူပြဿနာရဲ့အခြေခံကမောင်မောင်နေထိုင်ရာဘေးကမှညီမနှစ်ယောက်ပါ အဲ့ဒီညီမနှစ်ယောက်ကခင်မိတယ်ဖွင့်လေးနဲ့ရဲတင်းနဲ့အဲ့ဒီချက်များနဲ့တူအကြီးမဖြစ်သူသူစားရဲ့အသက်16နှစ်နဲ့လိုက်ဖက်တဲ့အရာ၅ပိန်ကလည်းမခန္ဓာဝတိုင်းထောင်အရှင်35ခါ20နှစ်တင်း38တူရှိရဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတယ်။နိုင်ငံမဖြစ်သူနန္ဒာကအသက်16နှစ်အရာ၅ပိန်လေးလည်းမခန္ဓာကိုယ်တိုင်းထောင်အရှင်33ခါ20နှစ်တင်း38တူကိုပိုင်ဆိုင်ထားတယ်။နိုင်ငံမဖြစ်သူနန္ဒာကနားနေငယ်ပူသေးခြင်းနဲ့အရက်တလက်မခံပူခြင်းတို့ကြောင့်ပုံမို့ထွားတဲ့အောင်သူစားကတကယ်ကလေးစင် တောက်ပါတဲ့မျိုးလုံးစုံနဲ့ထူအမ်းပြီးတော့တွဲနေတဲ့နှခမ်းစုံကမြင်းသူတိုင်းစီကိုမူရည်ကြီးဝေးစေရင်နန္ဒာကတော့အရှိတိုင်းယုံဂျမမာလေးလိုလိုဟောက်ကောင်မာလေးလိုလိုနဲ့တက်တက်လက်လက်လှုပ်ရှားဟန်ဆောင်ဗရန်ဗရာလှောက်ခါဝှေ့ရမ်းသွားတတ်တဲ့တင်းစုံနဲ့မြင်းသူတကာကိုညှို့ဖန်ဆာတတ်သူ ချောင်းများပထားချိန်မှာအိမ်မှာလွတ်လပ်စွာနေကြတယ်။နေ့လယ်နေခင်မိဘများလှုပ်သွားချိန်မှာမိမနှစ်ယောက်သာဝတ္ထုဖက်လိုက်ဗီဒီယိုကြည့်လိုက်နဲ့အနားယူအပန်းဖြစ်တတ်ကြတယ်။သူမတို့နှုတ်ရဲ့ခင်းတဲ့ညီဝဆားစီရဲမှုလွတ်လပ်စွာနေတတ်မှုတို့ကမောင်မောင်ကိုမြှူဆွဲနေသရား။သတိထားပြီဒီမှာကြာပြီ။မသိတော့ဘူးဆိုတဲ့စိတ်ကိုအနိုင်နိုင်ထိမ့်သိမ့်ထားရတယ်။မောင်မောင်တဲ့မမေ့နိုင်တဲ့နေ့တနေ့ပြီးချိန်မှာယခုကဲ့သို့မောင်မောင်ဆုံးဖြတ်ချက်ချမိခြင်းမှာ ိုင်းကြီးကမောင်မောင်နေတဲ့ကင်တူးတဲ့ပကြီးရေးနေစမှာသူမတို့ခန်းစီမှာအိတ်ဆိတ်ချင်းကိုထွက်ပေါ်လာတဲ့စကားတန်ကိုကြားလိုက်ရတယ်။နန်းနာလူတို့ဘက်ဖွင့်တော့ဟိုဘက်ခန်းကလူကြီးကြားသွားအောင်ပဲ။ကြားတော့လည်းကောင်းတာပေါ့မမရေ။နန်းနာတို့လည်းဖောတောင်းရသေးရဲ့။တိန်နာမလေးတော့နင်ထကိုထားတယ်။အလားကားပြောတာပါမမရေ။အော်ဒါနဲ့မမငှားလာတဲ့ခွေကကောင်းရဲ့လား။ဘလို့ဆက်မျိုးလဲ။မသိပါဘူးဟေ။ကောင်းတယ်လို့တော့ဘတ်တကယ်ရင်ကပြောတာပဲ။အပြည့်ပါတဲ့ကားတဲ့။ဖွင့်လိုက်တော့မယ်နော်မမ။အေး ကျားလိုက်ရတဲ့စကားတံများကမောင်မကိုဆင်ရင်သွားစေခဲ့ရ။နန်းမှာဖောက်ထားတဲ့အပေါက်ကလေးမှာတစ်စိသုံးမတို့ကိုချောင်းကြည့်လိုက်တော့မောင်မောင်ရင်တွေဝုန်းနိုင်ကျဲသွားတယ်။ပေါင်ရင်တီတူတဲ့မီနီစကက်ကိုစီနဲ့ဂျိုင်းမြက်စကြယ်တို့ပြေလှနေနိုင်လှနေရဲ။လက်မိမဲလေးနှစ်ပါ။အငယ်နန္ဒာကဗီဒီယိုပြဆက်ဆီရှေမှာကိုရင်ခလုတ်ကိုနှိမ့်နေတယ်။ဖြူဖွေးပြီးပေါင်နှံတစ်ချောင်းကလည်းအင်မနာကိုလှပလွန်းနေရဲ။အတင်းမှဖြစ်သူသူစာကတော့နှစ်ယောက်ထိုင်စက်တီပေါ်မှာပေါင်နှစ်ချောင်းလိန်ရှက်ပြီးထိုင်နေတယ်။ ဗီဒီယိုခလုတ်ကိုနှိပ်ပြီးနန္ဒာကသုံးစားပြီးမှဝယ်ထိုင်နေ။မကြခင်မှာပဲဗီဒီယိုဖန်သားပြင်ထံမှာအမေရိကန်ချော်ချော်လေးနဲ့တရုတ်မှချော်ချော်လေးနှစ်ယောက်စကားပြောကမ်းပေါ်လာတယ်။မောင်မကတပြည့်တစ်ချက်ချင်အသာဆက်ကြည့်နေလိုက်တယ်။ဗီဒီယိုကနှစ်ယောက်စကားတွေပြောတာတော့နားမလည်ဘူး။အမေရိကန်မှာလေးကစူပါဘောထိုင်နေရင်မှမတ်တပ်ထားရလိုက်ပြီးအဝိစားများကိုပြစ်လိုက်တယ်။အဲဒီနောက်မှာတော့တရုတ်မှလေးကိုပြုတ်စီနေချင်းသမခါနာကိုတစ်ဖက်လှည့်ပြပြီးတော့အနားသို့ရှောက်သွားပြီးဆွဲယူကတော့နိုင်ယူလိုက်တယ်။ ောင်မောင်တယောက်ဗီဒီယိုကိုကြည့်ရင်သူ့ရဲ့ညီတော်မောင်ကတင်းကနေထွက်ကြလာတယ်။စိတ်ကိုသာထင်းမြင်မနှုတ်ကိုကြည့်လိုက်တော့နှုတ်ဦးသာစတိချောဟုံမိပြီးတော့ကိုကိုရှောထိုင်ရဲ့လက်တွေကိုပုတ်တက်နေကြတယ်။ဗီဒီယိုကနောက်တစ်ခန်းဝင်လာတယ်။တင်းမာရီနှုတ်ဦးနဲ့အမေရိကန်တအုပ်စကားပြောပြီးတော့အမေရိကန်ကြီးကလုပ်ငန်းစားတော့တယ်။တင်းမာရီရဲ့မျက်နှာမှာလည်းအလွန်ကိုရသရှိရန်ပေါ်နေရဲ့မမကဖြည်းဖြည်းချင်းသာလက်တိုင်းလှုပ်လိုက်ပါတော့တယ်။သူစားရဲ့စကားတန်ကြောင့်သူတို့ညီမထံမျက်စိကရောက်သွားတယ်။ဟဲ့နန္ဒာ၊နင်အဲ့လိုခံစားဘူးလား ။အာမမကလည်းဥပမလဲ။ငါတို့ဟိုတီးဥမာလေးနဲ့အမေရိကန်မလုပ်တယ်လို့လုပ်ကြည့်ရအောင်။ချက်ပါမလားမရေ။ဖြစ်ပါရဲ့ဟာ။သွားနင်အရှိတကားကိုသွားပိတ်ခဲ့။ပြောဆိုသူသူကမတက်ထားရတဲ့။နန္ဒာကအရှိတကားကသွားပိတ်တယ်။ပြီးတော့ပြန်ရောက်လာပြီးတော့သူ့အမကိုမမတို့ဘယ်ကဆောင်မှာလဲ။သူကနောက်ပြီးဝင်သွားတယ်။ပေါင်းမပါရင်းနဲ့တတော်တော်ခုံသွားတော့တယ်။နန္ဒာကစတိမာပြောင်းဝင်ထိုင်စဉ်သူစားပြတ်ထွက်လာတယ်။သွားစင်ကအဖွက်ပါသေးရဲ့ပြန်ထွက်လာတော့ဝက်စားမဲ့ ဗီရိုကလည်းတခမ်းသာပြပြီးအခွေကုန်သွားတယ်။သူစားဆက်ပိတ်နေတဲ့သူမတို့အမေပြန်ရောက်လာပြီးစကားခေါက်တန်ကြောင့်နန္ဒခရီးသည်နှလုံးကိုကောက်ကအိတ်ခက်နဲ့ပြုတ်ဝင်သွားတော့တယ်။မောင်မောင်ကတော့ကိုယ်တိုင်လှုပ်ရှင်တဲ့စိတ်တဖွာဖွာနဲ့ချောင်းကြီးနေရာမှာခွာပြီးသူ့အိမ်ရာဘုံသို့ပြန်လဲကိုနာကမြေခွေမြောက်ကိုပြန်လဲမြောင်ရင်ခန်းစားမိမောနေတော့တယ်။မောင်မောင်တယောက်ညီမတစ်ယောက်ရဲ့မြေခွေကိုနေ့စဉ်မြောင်ရင်ကညီမနှစ်ဦးတူတဲ့အိမ်မှာရှိနေတဲ့ယူဆောင်မျောနေပြီးတယ်။သူဆောင်မျောတဲ့အခြေအနေကိုတနေ့မှရရှိခဲ့တဲ့မနေ့ကင်းကမိဘနှစ်ဦးထွက်သွားပြီးမနေ့9နိုင်ကမှာ ကြီးမသူစားပါထွက်သွားတာကြောင့်အိမ်မနာတာတူတဲ့ကြံခဲ့တယ်။မောင်မောင်နဲ့အစ်စ်ပြင်ထားတဲ့အေးပလင်းတွေကိုမများထဲပြီးမှုေးလိုက်တယ်။ပြီးတော့လမ်းထိပ်မှာအုံထုတ်ခေါက်ဆဲတစ်ပွဲဝယ်ပြီးနာရခန်းထဲကိုခောက်လိုက်တယ်။ခြေတန်ကျဲရပြီးတကားဟသွားပြီးနာရမျက်နှာလေးပေါ်လာတယ်။အော်ဦးမောင်ဘာကိစ္စလဲ။ကဲမီနောက်မှာမီတကားရင်ဖွင့်ပြီးဒီနေ့ကိုမွေးနေမို့အုံထုတ်အုံထုတ်ခေါက်ဆဲနဲ့အေးလာပို့တာ။ဟာတော်ပဲနာရကအုံထုတ်ခေါက်ဆဲရမ်းကြိုက်တာကျေးဇူးပဲဦးမောင်။နာနာတော့လည်းထိုင်လိုက်အောင်ပဲဝင်ထိုင်အောင်နော်။ အေးအေးလို့ပြောရင်မောင်မောင်ထဲဝင်တော့နာနာကအိမ်တကားကိုပြန်စီလိုက်တယ်ပြီးတော့အေးပလင်းကိုခုံမော်တင်ပြီးအုံလုံးခေါင်းစက်တွေကိုကိုင်ရင်အိမ်နောက်သို့ဝင်သွားတယ်မောင်မောင်ကနာကားချက်ကိုအသာထိုးပြီးပိတ်လိုက်တယ်နာနာတရအုံလုံးခေါင်းစက်ပကားကိုကိုင်ပြီးအေခန်ထဲကိုဝင်လာတယ်ဦးမော်ရောစားပြီးပြီလားအေးဟာစားပြီးသွားပြီးဆူလေးပါလေးတောင်းပေးအောင်တော့အေးလည်းတော့ဒါနားလေးမြောက်သွားအောင်လို့အင်းစားပြီးတောက်ပြီးမှပဲဆူတောင်းပေးတော့မယ်ကဲစားလိုက်အောင်မယ်နာနာကမဟုတ်ဘူးသာကုန်ပြီးတော့စားလိုက်အေးတောက်လိုက်နဲ့စားတောက်နေရဲ့ကြည့်ပါဦး၁၈နှစ်ဆိုတဲ့ရွယ်နဲ့ ။ဝိကရီတို့ကဒီများလောက်ဆွဲဆောင်နိုင်ပြီလား။စာတော်ပြီးနန္ဒာကပကံများကိုသွားသိမ်းပြီးပြန်ထွက်လာတော့နန္ဒာဟိုတနေ့ကနေခဲ့ပဲနန္ဒာတို့ညီမနှစ်ယောက်ဘာကားကြည့်နေကြတာလဲယင်။ဟေးဥမောင်တိလာလားလို့နန္ဒာကအောင်းအောတဲ့မျက်နှာမှာရှက်ရနေကလေးစွန့်နေလေရဲ့မြဝန်းများကချက်ချင်းယူဝေးသွားပြီးအဲ့ဒီနေကမျိုးကိုပြန်လဲမြောင်သွားဟန်ရှိရဲ့ခဏချန်နန္ဒာကမောင်မောင်ကိုလည်းမိန်မောကြည့်ရင်းဘာလဲဥမောင်ကြည့်ချင်လို့လာရင်အခွေကမရှိတော့ဘူးဦးရဲ့ပြန်ရလိုက်ပြီးရပါလေဦးအခွေငှားလာတယ်ဒီမှာဒီကားကဂျပန်ကားနန္ဒာရဲ့အရန်ကောင်းနေ ။နန္ဒာတယောက်ကတော့ရန်ကုန်စိတ်တည်ပြည့်မြနေပုံရတယ်။ချက်ချင်းပဲထားပြီးအခွေကိုယူပြီးဆက်သေးတော့ထိုးထည့်လိုက်တယ်။နန္ဒာကအခွေဖွေးပြီးမောင်မဝေကိုဝင်ထိုင်နေ။မကြပါဂျပန်မလေးနှစ်ယောက်နဲ့ဂျပန်လူထွားကြီးတယောက်တို့ပေါ်လာတယ်။သုံးဝင်တိုင်းပုံစံပဲဖြစ်တယ်။ခိုးလေးကနန္ဒာတို့နှစ်ယောက်ဘာလို့မကြတာလဲ။ဥကလည်းအဲ့နေကမမနဲ့နှစ်ယောက်တည်းယောက်ျားလေးမှမပါတာဘူး။မောင်မကနန္ဒာပခုံးလေးကိုသာဆွဲယူပွေဖဲရင်းခုဥရှိနေပြီလေ။ကောင်းမမလားဦးရဲ့နန္ဒစိတ်ထဲမှာတမျိုးကြီးပဲမမဗီဒီယိုကိုမြည်သွားတယ် အလားတူနန္ဒာလည်းဗီဒီယိုကိုမေးသွားတယ်။သူကမျောချင်နေကြတယ်။ပြောဆိုဆိုနန္ဒာပခုံးလေးကိုဆဲထုတ်လိုက်တယ်။အဲဒီအချိန်မှာသူစားပြင်ကပြန်ရောက်လာတယ်။အိတကဖက်ချလာတာကြောင့်အတာရက်စင်မှာယောက်ျားလေးအတန်ကိုကြားလာကြောင်းအတန်လေးပဲနောက်ခေးပေါက်လိုသွားကြည့်ရ။စိတ်ထားတာကြောင့်တုံးပြီးအေကနာသူသွားချောင်းရ။နန္ဒာနဲ့မောင်မောင်တို့ကိုတွေ့ရတော့တယ်။သူစားကအတန်လေးပဲပဲမောင်မောင်တို့ကတော့သူစားရောက်နေမှမသိကြ။ခေးဇလန်လေးကိုတော့ဒီမှာပဲပြီးပါပြီ။နောက်ရက်ဒီမှာလည်းအကောင်းဖို့ဆုံးနဲ့အကျဉ်းဆုံးဇလန်လေးများနဲ့ပြန်လေတင်ဆက်ပေးဦးမှာမို့။ ပြည်သက်ကြီးကစောင့်မျိုးအားပေးကြပါအောင်နော်